မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်ဂျူရာဟင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီယာဒီတွင်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တလားစာဟောစတဲ့တွေကိုကျွန်တော်ဟောပြောပြီးသွားမှာဖြစ်ပါတယ်ခင်ဗျာပိတ်တယာဒီဘွားပိတ်တယာဒီဘွားတွေကဒီအောင်တူပါလတရက်နေ့ကနေအောင်တူပါလ30ရက်နေ့ထိမှာသူတို့ရဲ့ယာဒီတွင်တွေရဲ့ဘောနော် ဟောစရံတလားစာဟောစရံအရာဆိုရင်ပေါ့နော်သူတို့ကအစိုးနဲ့အကောင်ဒွန်သွဲနေတတ်တဲ့ကာလလို့ပြောရမယ်နော် ကောင်းရင်လဲထိတ်ဆုံးကိုရောက်အောင် ကောင်းပြီးတော့စိုးရင်လဲအောက်ဆုံးကိုကြောက်အောင်စိုးတတ်တဲ့ຢာຢာဒီဖြစ်တယ်သူတို့ရဲ့ဒီလကအော်တိုဘာလတရက်နေ့ကနေ30ရက်နေ့ထိပါပေါ့နော်ဒါအစိုးနဲ့အကောင်ဒွန်သွဲနေတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်သူတို့စီးပွားရေးနဲ့ပတ်သက်ရင်ပေါ့နော်စီးပွားရေးမှာဆိုရင်လည်းအောင်မြင်မှုကြီးကြီးမားမားရတတ်တယ် ဆုံးရှုံးမှုလေကြီးကြီးမားမားဆုံးရှုံးသွားတတ်တယ်။ပြောမစင်သူတို့မှာအောင်မြင်ခြင်းနဲ့ဆုံးရှုံးခြင်းဆိုတာတွင်ရက်ဖြစ်နော်။အဲ့ဒီအတွက်တကယ်ကိုလုပ်ငန်းလုပ်တော့မယ်ဆိုရင်တတိကြီးကြီးလုပ်ပါ။ဝိရိယရှိရှိလုပ်ပါ။အယုံလွယ်တာတွေ၊ယုံကြည်မှုတွေစတာတွေကိုရှေ့တန်းမတင်ပါနဲ့။အဓိကကိုအုံနှောက်အမျော်မြင်နဲ့ရှေ့ဆက်ပြီးတော့တည်တည်ချာချာလုပ်စီခြင်းပါရဲ့။နော်။နောက်ပြီးတော့သူတို့ရဲ့ငွေကြီးကြီးငွေကြီးကြီးနဲ့ပတ်သက်ပြီးတော့သူတို့ကလည်းဒီ စောနာကျွန်တော်ပြောလိုမျိုးပဲစီးပွားရေးနဲ့ငွေရေးကြီးရေးနဲ့ကဒွန်သွဲနေတယ်ဒါအောင်မြင်မှုကြီးကြီးမားမားရှိသွားတဲ့ခါကျငွေကြီးရေးဒလဟောဝင်သက်တယ်လို့အချိန်တို့တော့အတွင်းမှာပဲဆုံးရှုံးသွားတတ်တဲ့ငွေကြီးရေးတွေကလည်းပမာဏများတတ်ပါတယ်အဲကြောင့်ငွေကြီးရေးနဲ့ပတ်သက်ရင်ပိတ်တရာဒီဘွားတွေပါပေါ့နော်ဒီအောင်တူဘာလတရက်နေ့ကနေ30ရက်နေ့မှာဆိုငွေကြီးရေးရောစီးပွားရေးရောဂရုပြုစီချင်ပါတယ်နော်အချစ်ရေးအိမ်တော်ရေး အချစ်ရဲ့အိမ်တော်ရေးမှာဘာယာပျော်ရွှင်တဲ့အချစ်ရေးတွေဖြစ်တတ်တယ်ဒီကာလတွေမှာခီးသွွာလာတာလို့စိတ်ပန်းဖြေတဲ့နေရာသွွာလာတာလို့တမီးစားခြင်းဒါဟိုဘယ်လိုပြောမလဲခီးထွက်တာလို့အိမ်တော်အိမ်တော်ရှိတဲ့လူတွေမှာဆိုရင်လည်းခီးသွွာတာလို့စတဲ့ဒီအိမ်တော်ရေးအချစ်ရေးတွေမှာဘာယာပျော်ရွှင်တဲ့လာဖြစ်တယ်ဒီလမှာဆိုရင်ကိုလုံးဝကိုအချစ်ရေးနဲ့ပတ်သက်ပြီးတော့ကောင်းမွန်တယ်လို့ပဲကျွန်တော်ပြောချင်ပါတယ် နော်အာဒီစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့မှာအဆင်မပြေမှုတွေရှိတယ်စတာတွေဖြစ်တဲ့အတွက်ဗောနော်မိမိတို့ရဲ့နေအိမ်ဖျားဆင်မှာဗောနော်လစ်ပိုပလင်းလေးလစ်ပိုဒပလင်းဟိုဖျားဖျားစင်ပေါ်မှာတင်ပြီးတော့အောက်မှာပကံပြားလေးနဲ့ပေါ့နော်ပကံပြားလေးပေါ်မှာလီပိုပလင်းတင်မယ်အပေါ်မှာဖျောင်းနိုင်အဖြူလေးကိုထွန်းမယ်ဖျောင်းနိုင်ထွန်းတဲ့အချိန်မှာကျွန်တော်တို့ဖျောင်းနိုင်ဘယ်လိုထွန်းရမှာလဲကျွန်တော်တို့အများအဖြစ်သိတာကြဆိုဖျောင်းနိုင်ဆိုကျွန်တော်ဒီလိုထွန်းကြတယ်ဒီအောက်ကနေနင်းပြီးထွန်းကြတယ် အမှမှအဲ့လိုမလုပ်ရအောင်ဖျောင်းနိုင်ကြတာယူအဆက်ချဒီပုံပင်းပေါ့အဆက်ချပြီးဒီလိုဖျောင်းနိုင်ကျွန်တော်တို့တင်ပြီးမှလာထွန်းပေးရမှာဒါမှစီးပွားရေးငွေကြေးရေးနဲ့ပတ်သက်ပြီးတော့အဆင်ပြေလာပါမယ်နော်ဒီလိုအောက်မှာဖင်ကိုမီးမြိုက်လာမှဆိုရင်ဖျောင်းနိုင်ဖင်ကိုမီးမြိုက်လာမှဆိုရင်ဒါမိမိစီးပွားရေးကဒီလှုပ်လိုက်တဲ့ရရရာကအချင်းမီးဖြုတ်သွားတတ်တယ်နော်ဒီလေးဒါလေးတစ်ချက်ကိုတော့သိမှတ်စေချင်ပါတယ်ခင်ဗျာမြန်မာစတာပစာ